အားလုံးပဲမင်္ဂလာပါရှင်ယောဒီတာ channel မှာကြိုဆိုလိုက်ပါတယ်အခုတစ်ခေါက်မှာတော့ဆရာခင်မောင်တန်းစိတ်ပညာရဲ့စိတ်ဖြစည်းမှုဒို့မဟုတ်ဘဝအောင်မြင်ရေးအတွက်ခွန်အားဆိုတဲ့အစာအုပ်လေးကိုဖတ်ပြပေးချင်ပါတယ်ရှင်ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနှင့်တကွာသက်ဆိုင်သူများအားလုံးကိုအိနီယာမှနေ၍ယူသည်လေးစားစွာဖြင့်ခွင့်တောင်းခံအပ်ပါတယ်ရှင်စိတ်ဖြစည်းမှုဒို့မဟုတ်ဘဝအောင်မြင်ရေးအတွက်ခွန်အားအပိုင်း၁ အခန်း၁စိတ်ဖိစီးမှုစိတ်ဖိစီးမှုရော့နေသွားအောင်လုပ်နိုင်သည့်နီလန်းအသွေးသွေးပင်ရှိသည်သို့သောအချို့သော နီလန်းများကညွန်ကြားသည့်အတိုင်းလိုက်နာဆောင်ရွက်ရသည်ကိုပင်စိတ်ဖိစီးမှုတည်းရဖြစ်လာသည်မူလကတည်ရှိနေသည့်စိတ်ဖိစီးမှုမှာရော့နေမသွားဘဲပို၍ပင်များလာသည်စိတ်ဖိစီးမှုရော့နေသွားရေးအတွက်ပြုလုပ်ရသည့်နည်းများမှာလိုက်နာဆောင်ရွက်ရန်မလွယ်ဘူး ရဲတပ်ဘက်ပေါင်းများစွာလေ့ကျင့်ယူရပြီးအကျိုးရှိအောင်သုံးချမည်ဆိုပါကတစ်နှစ်15မိနစ်မှမိနစ်30အထိချိန်ပေးရသည်အလုပ်ကိုပြေးလွှာလုပ်ကင်နေပြီးရီမန်းချက်မြင့်သူများသို့မဟုတ်အေးအမျိုးအစားကိုရီကိုသွေးရှိသူများဖို့ချိန်ပိုမရှိ နေ့စဉ်မိနစ်30ခန့်ချိန်ပေးရမည်ကိစ္စကိုကပင်ခက်ခဲမှုတည်းရဖြစ်လာသည်အချိန်ရှိသည်ထားအောင်တော့ ထိုနည်းများနှင့်လေ့ကျင့်ခါစားတွင်စိတ်ဖြစည်းမှုမှာမလျော့သည့်အပြင်ပုံမုံမြင့်တက်လာတတ်သည်ဤအတွက်ကြောင့်အချိန်တူတူနှင့်ပြီးစီးနိုင်မည့်ခြေလျှော့နည်းများပေါ်ပေါက်လာခြင်းဖြစ်သည်တည့်ရလျင်10မိနစ်မြအချိန်ပေးလေ့ကျင့်ရုံနှင့်စိတ်ဖြစည်းမှုလျော့နည်းသွားစေနိုင်ကြောင်းဖော်ပြကြသည်သို့သောသို့တော်လည်းမြုံကြည်သူများရှိနေသည်ဤမြအနက်နေသော ပြဿနာကိုပေါ်ပေါ်ဆဆလုံး၍မရနိုင်ဟုယူဆကြသည် ျွန်တော် boss ကစိတ်ပြက်စရာကောင်းလာတယ်။အိမ်တော်ကြီးခြေနေမကောင်းဘူး။ဆယ်ကျော်သက်ကလေးတွေက ကျမကိုနားမလဲကြဘူး။အလုပ်သွားရတာဝေးတော့ပင်ပန်းလာတယ်။ကျွန်တော်ဘဝမှာအချစ်ဆိုတာမရှိပါဘူး။အကျွေးတွေကလည်းများလာတယ်။ဤသို့တော်ပြဿနာများကြောင့်ဖြစ်ပေါ်လာသည့်စိတ်ဖိစီးမှုကို တရက်တမနစ်မြျှော့ပေးုံနဲ့မြည်တို့ျော့နေသွားနိုင်ပါမည်နီဟုမေးမြန်းကြသည် ဆက်ကူတရွက်ကိုလုံးချေပြီးမိရှို့လိုက်ပါ ထိုဆက်ထိုဆက်ကူရွက်သည်တောက်လောင်သွားမည်ဖြစ်သည် ထိုအခါခြေတစ်ခွက်ယူပြီးလောင်းချလိုက်ပါကညင်းငိမ့်သွားသည်ကိုတွေ့ရမည်ဖြစ်သည်လောင်းနေသောမိကိုအဘဲကြောင့်လွယ်တကူငိမ့်သက်နိုင်ရသည်နည်းဟု မေးလာပါကသိငယ်သောကြောင့်ဖြစ်သည်ဟု ဖြေဆိုရပေလိမ့်မည်အကယ်၍ထိုမိကိုမငိမ့်သက်ပဲထားလိုက်ပါက အိမ်တစ်ခုလုံးကိုပင်လောင်ကျွမ်းသွားမည်ဖြစ်သည် ထိုအခါမိကိုရင်းသက်ရန်လွယ်ကူတော့မည်မဟုတ်ပေစိတ်ပီစီမှုနှင့် တောက်လောင်နေသောမိတို့၏တဘာဝသည် တူညီမှုရှိကြသည် ထိမ့်ချုပ်ထားမှုမရှိသောမိသည်တမျိုးလုံးကို လောင်ကျွမ်းရာမှတိဆုံမှုနှင့်ပျက်စီးဆုံးရှုံးမှုများကိုဖြစ်လာစေနိုင်သည် ထိမ့်ချုပ်ထားသည့်မိသည်စက်ယုံလောက်ယုံများအတွက်စွမ်းအားဖြစ်စေသည် အစားအစာချက်ပြုတ်ရာတွင်နီးကိုအသုံးပြုနိုင်သည် ထိုနီးသူစိတ်ဖြစ်မှုကိုထိမ့်ချုပ်မထားပါက ကျွန်ုပ်တို့၏ကျန်းမာရေးနှင့်ပျော်ရွှင်မှုကိုကြီးကျယ်ထိခိုက်လာစေသည်ဘဝလမ်းကြောင်းကိုပြည့်ရွင်သွားစေသည်တဦးနှင့်တဦးဆက်ဆံရေးကိုဖျက်ဆီးပစ်နိုင်သည်မိမိကိုမိမိယုံကြည်စိတ်ကြော့နေသွားစေသည်တင့်တွင်ရှိသည့်စွမ်းရည်ကိုလည်းအသုံးမပြုနိုင် အနောက်အရှက်အဟန့်အတားဖြစ်လာသည် ထိ ंछ ုပ်ထားသည့်စိတ်ဖိစီးမှုကိုဘဝဤစွမ်းရင်အဖြစ်အသုံးပြုနိုင်သည်ဘဝဤမှန်းချက်အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက်ခွန်အားလည်းဖြစ်သည်စိတ်ဖိစီးမှုကို တောက်လောင်နေသောမိကဲ့သို့သေးငယ်ချိန်တွင်ထိ ंछ ုပ်ထားနိုင်ရမည်ဒို့မဟုတ်ပါကထိမနိုင်တိမ်မရဖြစ်သွားလိမ့်မည်နောက်ဆုံးတင့်ကိုပင်ဖျက်ဆီးသွားလိမ့်မည်စိတ်ဖိစီးမှုကိုသေးငယ်စဉ်အခါကပင်ထိ ंछ ုပ်ထားပါ သိမ်းဘဝအတွက်တွန်းအားအဖြစ်အသုံးချပါအကျိုးရှိပါလိမ့်မည်အေအမျိုးအစားကိုရီကိုသွေးပိုင်ရှင်ကိုဖြူကိုဖြူနှင့်စတင်တွေ့ဆုံချိန်ကသူသည်အသက်35နှစ်အရွယ်ဖြစ်ပြီးတပတ်လျင်နာရီ80အလုံးလောက်သူဖြစ်သည်သူ့ကုမ္ပဏီကရောင်းချထားသောစက်ပစ္စည်းများ ချွတ်ယွင်းမှုရှိသည်ဆိုပါကသူသည်နေအနှံ့လိုက်လံပြုပြင်ပေးရသည့်အင်ဂျင်နီယာဖြစ်သည် ခီးမထွက်ရသည့်နေ့များတွင်လည်းစက်ပစ္စည်းများများရောင်းချရေးအတွက်အလားအလာရှိသောသူများနှင့်အချိန်ပြည့်ဆက်သွယ်ပြောဆိုနေရသည်သူသည်မြို့နယ်အနှံ့မကြာခဏခရီးထွက်ရသည်ကိုဖြူသည်တက်ကြွသည်ပြိုင်ဆိုင်ကြိုးစားလိုစိတ်ရှိသည်ကြီးမန်းချက်မြင့်မားသူလည်းဖြစ်၏ဆန်ဖရန်စစ္စကိုမြို့ရှိနှလုံးရောဂါထပ်မံမပေါ်ပေါက်ရေးသူတည်တနာမှဒရိုက်တာအေယာ freeze ပင်ဤလူအမျိုးအစားခွဲခြားမှုရဆိုလျင်ကိုဖြူသည်အေအမျိုးအစားကိုရီကိုသွေးရှိသူဖြစ်၏။တဝါလောကကြီးတစ်ခုလုံးသည်နှီးကွေးလွန်းလှသည်ဟုသူက ထင်မှတ်နေသည်။စောင့်ဆိုင်ရသည့်အလုံးမှန်သည်မသူမကြိုက်။စားတောက်ဆိုင်သွားစားလျင်ဇပွဲတို့များကအမြန်လုပေးကြရသည်။ဓာတ်လီကနှင့်ရုံးအပေါ်ထက်တက်နေခြင်းကိုပင်ကြာလွန်းလှသည်ဟုထင်မှတ်ပြီးသူ့လက်ပတ်နိုင်ကိုလက်နှင့်ခောက်နေတတ်သူဖြစ်သည်။ လဟသက်ကုံဆုံးရမည့်အချိန်ဆိုရင်စက္ကန့်ပိုင်းလောက်ကိုပဲသူလက်ခံနိုင်မှုမရှိပေ။ကိုဖြူသည်သူ၏နေထိုင်မှုစတိုင်ကိုနှစ်ချိုက်သည်စိတ်ဖိစီးမှုဤမျှများပြားနေပါကသူ့ကိုဒုက္ခပေးနိုင်ကြောင်းပြောပြသည်ကိုလက်မခံပေ။စိတ်ဖိစီးမှုကိုကျွန်တော်မခံစားရပါဘူး။ဒုက္ခမပေးပါဘူး။ကျွန်တော်ကတဲဆောင်သူဖြစ်နေတာပါဟုပဲကြွားဝါပြောဆိုလိုက်သေးသည်။ဤသို့ပြောဆိုခြင်းမှာမှားယွင်းသည် သူသေးသလိုပင်ဖြစ်သွားခဲ့၏မိမိလောက်ကိုင်းနေသည့်အလုပ်ကိုပျော်ရွှင်စွာလုပ်နေပါကစိတ်ဖြစည်းမှုမဖြစ်နိုင်ဟုသည်လွဲမှားသောယုံကြည်မှုကြောင့်သူတေတော့မလို့ဖြစ်ခဲ့ရသည်အလုပ်ကို နှစ်သက်သဘောချမှုက စိတ်ဖြစည်းမှုကိုကာကွယ်ပေးထားသည့်နှင့်သူပြောဆိုခဲ့သည်တင်းသည့်အစားအသောက်ကို နှစ်သက်သည် ဆိုပါစို့ထို့သို့မတ်မောမှုကတင့်ကျမ်းမာရေးကိုဒုက္ခပေးမည်မဟုတ်ပါဟုဆိုနိုင်ပါမည်လောကိုဖြူသည်ဆရာဝန်နှင့်တွားရောက်တွေ့ဆုံသည် သူ့တွင်သွေးတိုးရှိနေပြီဖြစ်၏။သွေးဖီအားမှာအန်ရည်ပေးနိုင်လောက်အောင်မြင့်တက်နေသည်။သူစိတ်ပူသွားသည်။ပူလဲပူထိုက်၏။တက်နေသောသွေးဖီအားနှင့်ဆိုပါကနှလုံးနှင့်ကြောက်ကပ်ကိုထိခိုက်လာမည်ဖြစ်သည်။သူ့အသက်မှာအနည်းဆုံး၁၂နှစ်အထိတိုးသွားနိုင်သည်။ထို့ကြောင့်တစ်စိမ့်မီတစ်စိမ့်စိတ်လက်ဖြေရော့နီးတင်းနန်းတက်ရန်မိတ်ဆွေများက အကြံပေးကြသည်။ချက်ချင်းပင် ကိုဖြူသဘောတူလိုက်၏ဤသည်မှာခန္ဓာကိုယ်မှကြွက်သားများကို တင်းနေအောင် ပထမပြုလုပ်ပြီးမှကြွက်သားတစ်ခုချင်းဖြေလျော့နည်းဖြစ်သည်ဇီဝကာမပညာရှင်အက်ဒဲမန်ဂျက်ကော့ဖ်စင်ကဤနည်းကိုတီထွင်ခဲ့သည်မှန်မှန်ကန်ကန်သုံးချပါကသွေးဖြားကိုနှိမ့်ချသွားစေနိုင်သည် မလိုအပ်ဘဲတင်းကျပ်နေသောကြွက်သားများပျော့ပြောင်းလာစေနိုင်သည် ထို့ပြင်စိတ်ရည်ချမ်းမှုလည်းရစေနိုင်ကြောင်းလိလာမှုများအရသိရှိရသည် ထိုနည်းကိုတင်ယူရန်အချိန်၃ပတ်ခန့်ကြာပြီးနေ့စဉ်မိနစ်30ခန့်မှန်မှန်လေ့ကျင့်ပေးပါမှတိတာထင်ရှားသောရလဒ်များရရှိလာနိုင်သည်တစ်ဆင့်ပြီးတစ်ဆင့်စိတ်လက်ဖြည့်ရောနည်းနှင့်အကျိုးထူးရသူများပြားပင်ရှိသည်သို့တော်လည်းကိုဖြူနှင့်မူအံမဝင်ခွေမကြစိတ်ဖိစီးမှုပို၍ပင်မြင့်လာခဲ့သည်ကျွန်တော်ဆရာဝန်ကလေ့ကျင့်ဖို့ကက်ဆက်တိတ်ခွေတစ်ခွေပေးလိုက်တယ်အိမ်ပြန်ရောက်ရောက်ချင်းကျွန်တော်လေ့ကျင့်ခဲ့တယ် မိနစ်အနည်းငယ်အတွင်းမှာကျွန်တော်စိတ်တွေကပိုပြီးတင်းကျပ်လာတယ်။စိတ်မြန်တဲ့လူဆိုတော့တိတ်ခွေပေါ်မှာအာယုံစိုက်လို့မရဖြစ်နေတယ်။အာယုံစိုက်နိုင်ဖို့ကြိုးစားလေလေစိတ်တင်းကျပ်မှုကမြင့်လာလေလေဖြစ်လာတယ်။ဆရာဝန်ကပြောပြတော့အစမှဒီလိုပဲဖြစ်တတ်တယ်။ဆက်ပြီးလုပ်ပါလို့ပြောတယ်။ဒါပေမဲ့အိယာပေါ်မှာလှဲနေရတာကကျွန်တော်အဖို့နှိပ်စက်ခံနေရသလိုဖြစ်နေတယ်။ဆယ်ရက်လောက်ကြာတော့သွေးဖိအားကနှမတ်တောင်တက်လာတယ်။ဒါကြောင့်တိတ်ခွေကိုပြန်ပေးပြီး ဒီနည်းနဲ့စိတ်လက်ပေါ်ပါအောင်လုပ်ဖို့ကျွန်တော်လက်လျှော့လိုက်တော့တယ်။ဤစာအုပ်တွင်ဖော်ပြထားသည့်တစ်နေ့နည်းနည်းချင်းသာ ပြုလုပ်ရမည်နည်းဖြင့် သူ၏စိတ်တင်းကျပ်နေမှုကိုလျှော့အောင်နောက်ပိုင်းတွင်ပြုလုပ်နိုင်ခဲ့သည်။သူ၏နေထိုင်မှုစတိုင်ပြောင်းလဲရန်မလိုပဲသွေးပြည်အားမှာပုံမှန်ဖြစ်လာသည်။အစာမကြေမှုခါနာမှုလည်းမရှိတော့နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်ပြီးစားကောင်းတောက်ကောင်းဖြစ်လာခဲ့သည်။လုပ်ငန်းခွင်တွင်လည်းသူ၏စွမ်းရည်တိတိတသာတိုးတက်လာခဲ့သည်။ ဆုံးဖြတ်ချက်ချမှတ်ရာတွင်အထက်ခဲမရှိတော့စိတ်လှုပ်ရှားရသည့်အခြေအနေများကိုလည်းတည်ငြိမ်သောစိတ်နှင့်ထိရောက်စွာကင်တွယ်လောက်ကင်နိုင်လာခဲ့သည် ကိုဖြူ၏အခက်ခဲများသည်လူတိုင်းကြုံတွေ့ရသည့်အခက်ခဲများသာလျှင်ဖြစ်သည် စိတ်ရှည်မှုလည်းမရှိ အပြိုင်ဆိုင်လောက်ကင်လူစိတ်လည်းရှိနေသည်ဆိုပါက တစ်စက်မီတစ်စက်စိတ်လက်ဖြေရောနီးနှင့် အခက်ခဲတွေ့ကြရမည်ဖြစ်သည် အချိန်ကြာကြာ လေ့ကျင့်ယူပြီးမှပုံမှန်ပြုလုပ်ရသည့်နည်းဆိုပါကညီသည့်နည်းနှင့်မဆိုအခက်ခဲတွေ့ကြရမည်ဖြစ်သည်အလုံးနှစ်ခုနှင့်ဝါ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 သည်ခိမီအမျိုးသမီးတဦးဖြစ်၏အသက်35နှစ်အရွယ်ရှိပြီးအမွာကလေးနှစ်ယောက်၏မိခင်ဖြစ်သည်ကြောညာကုမ္ပဏီတစ်ခုတွင်စီမံခန့်ခွဲရေးဌာနမှအရာရှိတူအဖြစ်လှုပ်လှုပ်သည်ဤလှုပ်မှာပထမအလုပ်ဖြစ်ပြီးဒုတိယအလုပ်မှာအင်ရှင်မအလုပ်ဖြစ်သည် နေဝင်မှနေနေထွက်မှနေဝင်သည့်အထိသူ၏လုပ်ငန်းအစီအစဉ်များမှာဟာကွက်မရှိချိန်ပြည့်ဖြစ်နေသည်သူကိုယ်သူရေးစရာဖြစ်ပြောလေးရှိသည့်စကားမှဤသို့ဖြစ်၏ကျမဖျားကျင်နေဆိုရင်ချိန်စရာထဲမှာထဲ့ဆွဲထားမှဖြစ်နိုင်မယ်ဟု၏အလုံးနှင့်လက်မပြတ်လုတ်ကင်နေသည့်နေထိုင်မှုစတိုင်နှင့်ဝါဝါသည်ရှင်သန်နေခဲ့သည်ကိုကိုကိုကျမ်းမာအောင်နေရတယ်မနက်9:00ဆိုရင်အိယာကထပြီးနှွေမိုးဆောင်မရှောင်ရီကူးတယ် အီရိုပစ်သင်တန်းကိုလည်းမှန်မှန်သွားလိုက်သေးတယ်။ကျမကျမ်းမာပါတယ်။စိတ်ပြည့်စည်မှုဆိုတာကျမမှာဖြစ်မလာနိုင်ပါဘူး။ကျမ်းမာနေသူတဦးသည်စိတ်ပြည့်စည်မှုတန်ကို မခံရဟုသောလွဲမှားသည့်ယုံကြည်မှု သူ့တွင် ရှိနေသည်။ကျမ်းမာရေးကောင်းနေသည့်အတွက်ဘဝအဖို့အလုတ်ဝင်ပြီးမှုတန်ကိုခြားသူများထက်ပိုခံနိုင်သည်။ခံနိုင်ရည်ရှိသည့်အတွက်မန်နေဂျာက သူ့ကိုအလုတ်ပို့ပေးသည်။စိတ်ဆိုးလာသောဖောက်တဲ့ရောက်လာပါကသူ့စီလွတ်ပေးသည်။ အရေးပေါ်လောက်ရမည်လို့ဆိုပါကလည်းဝဝကိုပင်တာဝန်ပေးသည်တဖြည်းဖြည်းနှင့်ဝဝမှာကုမ္ပဏီ၏ပြည်တနာများဒိုင်းခံဖြည့်ရှင်ပေးရသူဖြစ်လာသည် သူ့ကျမ်းမာရေးမှာကောင်းနေသည့်အလျောက်အချိန်ကြာကြာပင်ပင်မန်းပန်းလောက်ကင်လာခဲ့သည်မှာနှစ်နှစ်ချီခဲ့ပြီဖြစ်သည်အစစအရာရာ ပြောင်းလဲသည့်အချိန်တို့တနေ့တွင်ရောက်လာခဲ့သည်မနဲ့နူးလာတော့ကျမအတော်ပဲလမ်းဖြန်သွားမိတယ် ခါမှဒီလိုမခံစားဘူးဘူးကျမနှလုံးကတဒုံဒုံခုန်နေတယ်နှလုံးရောဂါရပြီဆိုတာသိကြတယ်ကျမယောက်ျားကဆရာဝန်စီဖုန်းလန်းဆက်တယ်ကျမဘာမှမဖြစ်နိုင်ပါဘူးလို့သူကပြောတယ်စစ်ဆေးကြည့်တော့လေကျမနှလုံးကအကောင်းပကတိပဲကျမအနေနဲ့အကောင်းပကတိကိုမခံစားရတာကပြဿနာဖြစ်နေပါတယ်အဲ့ဒီမနေ့ကစပြီးတစ်နှစ်တီတီကျမဒုက္ခရောက်ခဲ့ရတယ်အလုံးမှာဆုံးဖြတ်ချက်ချရမယ့်ကိစ္စရှိရင်အလွယ်တကူ အလုံမှာဆုံးဖြတ်ချက်ချရမယ့်ကိစ္စဆိုရင်အလွယ်ဆုံးအလုပ်တောင်မလုပ်နိုင်တော့ဘူးကျမရဲ့တီထွင်ဖန်တီးမှုဆိုတာအနိုင်ဆုံးရောက်နေပြီလွန်ခဲ့တဲ့နှစ်ပတ်ကလွယ်လွယ်ကူကူလုပ်နိုင်တဲ့အလုပ်ကို အခုမလုပ်နိုင်တော့ဘူးကိုကိုကိုယုံကြည်စိတ်မရှိတော့ဘူးမနက်မှာအိပ်ရာထားရတာကအလုပ်ကြီးတစ်ခုဖြစ်လာတယ်ဆရာဝန်ဤအကြံပေးချက်အရဝဝသည်တင်တန်းတက်ခဲ့ရသည် စိတ်လက်ဖြေရော့သောတင်တန်းဖြစ်သည် ျမပြဿနာကပုံမှန်သင်တန်းတက်ဖို့အချိန်မရတဲ့ပြဿနာဖြစ်ပါတယ်။စည်းကမ်းရောက်ဖို့မိနစ်30ကြာတယ်။လေ့ကျင့်ရတဲ့အချိန်ကတနာရီဖြစ်တော့အေရိုဘစ်ကစားတာနဲ့ရေကူးတာကိုလျှော့မှဖြစ်တယ်။ပုံမှန်လေ့ကျင့်ငန်းလုပ်တာမရှိတော့ကျမမှာစိတ်တင်းကျပ်မှုတွေဖြစ်လာတယ်။သမီးဖျားလို့နှစ်ကြိမ်သင်တန်းပြတ်တော့မှကျမလက်လျှော့လိုက်တယ်။တဆင့်ပြီးတဆင့်စိတ်လက်ဖြေလျှော့နေသည်စိတ်ပြည့်စုံမှုကို ရော့နေသွားအောင်ပြုလုပ်ရာတွင် ထိရောက်သောနည်းများဖြစ်သည့်သို့တော်လည်းအချို့သောသူတို့နှင့်အဆင်မပြေဖြစ်သည်ကိုတွေ့ရသည်သူတို့၏စိတ်ဖိစီးမှုကိုထိုနည်းများနှင့်အောင်မြင်စွာထိန်းချုပ်၍မရနိုင်သည်ကိုသိရသောအခါသူတို့မှစိတ်ပြက်လက်ပြက်ဖြစ်လာကြသည် နောက်ဆုံးတွင်ရုပ်ကျမ်းမာရေးနှင့် စိတ်ကျမ်းမာရေးကိုပါထိခိုက်လာတော့သည် စိတ်တည်ငြိမ်မှုကြာလာရန်စိတ်ငြိမ်စေးများတောက်ခြင်းအရက်တောက်ခြင်းစိတ်လိတ်အလွန်ကျွံတောက်ခြင်း အစာအလွန်ကျွံစားခြင်းအထိဖြစ်လာသည် နောက်ဆုံးတွင်မူရစ်စေဝါသုံးဆွဲသူများအယက်သမားများဘဝလွန်သူများဖြစ်လာပြီးသူတို့နှစ်သက်သဘောကျသောအလုံးမှနှုတ်ထွက်အနားယူလိုက်ရသည့်အဖြစ်သို့စိုက်ရောက်သွားတော်သည်ဤစာအုပ်တွင်ရေးသားဖော်ပြထားသောနည်းများမှာစိတ်ဖိစီးမှုကိုထိန်းချုပ်သည့်နည်းဖြစ်တော်လဲလေ့ကျင့်ရန်အချိန်များများမလိုအပ်သလိုပြုလုပ်ရာတွင်လည်းအချိန်တူတူအတွင်းပြီးစီးနိုင်သည် သင်အလုပ်သွားစဉ်လေ့ကျင့်နိုင်သည် မိပွင့်ရက်နေစဉ်လဲလေးကျင့်၍ရာသည်အရေးကြီးသော ဟောပြောမှုမလုံမီတွင်လဲပြုလုပ်နိုင်သည်အစည်းအဝေးခန်းမတွင်လဲပြုလုပ်၍ဖြစ်နိုင်သည်နေ့လယ်နေ့ခင်အလုံနာချိန်တွင်လဲဆောင်ရွက်နိုင်သည်စိတ်ဖိစီးမှုကိုဤနည်းဖြင့်ထိန်းချုပ်ခြင်းသည်တင့်ကြံမာရေးအတွက် ကာကွယ်စောင့်ရှောက်မှုလဲဖြစ်စေသည်တင့်လုပ်ငန်းတွင်ကျဲမှုအမြင့်ဆုံးနှင့်လှုပ်ဆောင်နိုင်မည်ဖြစ်ပေသည်အခန်းနှင့်စိတ်ဖိစီးမှုနှင့်ကျမ်းမာရေး ုတေသနလေးလာမှုများအရာကုမ္ပဏီကြီးများမှလုပ်သားများအလုပ်ပြက်ကွက်မှုထက်ဝက်ကျော်မှာစိတ်ပီစီမှုနဲ့ဆက်ဆက်လျက်ရှိသော နာမကျန်းဖြစ်မှုများကြောင့်ဟုသိရသည်။တကြိမ်နှင့်လုပ်သား1.4ရာခိုင်နှုန်းအထိ နာမကျန်းဖြစ်စေသည်ဟုဆို၏။အမေရိကန်ပြည်ထောင်စုတွင်စိတ်ပီစီမှုအခြေခံနာမကျန်းဖြစ်မှုကြောင့်ဆုံးရှုံးရမှုမှာတစ်နှစ်လျင် အလုပ်ရက်တန်း40ကျော်ရှိသည်ဟုဆိုသည်။ အင်္ဂလန်တွင်လုတ်ပြက်ကွက်မှုကြောင့်ပေါင်25ဘီလီယံဆုံးရှုံးမှုဖြစ်ရာ40ရာခိုင်နှုန်းမှာစိတ်ဖိစီးမှုနှင့်ဆက်ဆက်နေသည်ဟုဆိုသည်စိတ်ဖိစီးမှုနှင့်ယောဂါဖြစ်ပွားမှုကျွန်ုပ်တို့စိတ်မချမ်းမြေဖြစ်သည့်အခါကြောက်ကပ်အပေါ်ပိုင်းရှိ Adrenaline များမှဟော်မုန်း2မျိုးထုတ်ပေးသည်တစ်မျိုးကို Epinephrine ဟုခေါ်ပြီးကြံတစ်မျိုးကို Norepinephrine ဟုခေါ်သည် ဤပစ္စည်းများသည် အစွမ်းတတ္တိထက်မြတ်သော ဟော်မုန်းများဖြစ်ကြသည် ထိုဟော်မုန်းများ သွေးကြောအတွင် ရောက်ရှိသွားသည့်အခါတကိုယ်လုံးသို့ပြန့်နှံ့သွားပြီး ကိုယ်ငါအစိတ်ပိုင်းများ၏လုပ်ငန်းလှုပ်ဆောင်မှုကိုထိပါစေသည်အဒရီနဂလင်ဤပုံမှန်အလုံးမလုံးမှုကြောင့်သွေးကြောအတွင်နော်အပီနက်ဖရင်မြင့်နေသူများသည်ခြားသူများထက် နှလုံးသွေးကြောနှင့်ပတ်သက်သောယောဂါဖြစ်ရန်အလားအလာများသည့်ကို တွေ့ရသည်စိတ်ဖိစီးမှုကြာမြင့်စွာတည်ရှိနေပါကနှလုံးကိုယိုယွင်းလာစေသည်နှလုံးယောဂါဖြစ်ပွားသူ လူနာ4800လေးလာကြည့်ရာစိတ်ဖိစီးမှုများသောအလုပ်ကိုလုပ်ကိုင်နေရသူများသည် အခြားသူများထက်နှလုံးယောဂါဖြစ်ပွားမှုသုံးဆပင်ရှိသည်ကို တွေ့ရသည် ခန္ဓာကိုယ်ပြင်ပမှ ဝင်ရောက်လာသော ပိုးမွှားများအားတိုက်ဖြတ်ရာတွင် အရေးပါသည့် lymphocyte များသည် စိတ်ပြည်စည်မှုခံရသည့်အခါပမာဏနှဲသွားသည်ကိုလည်းသူတေသည်များတွေ့ခဲ့ကြရသည်ဆံမီးဝဲဖြည့်ဆို့မည့်ဆေးကြောင်းသားများအားပထမနေ့တွင် lymphocyte များကို တိုင်းတာစစ်ဆေးကြည့်ရာ ပမာဏကျဆင်းနေသည်ကို တွေ့ကြရသည်ဆံမီးဝဲစစ်ဆေးနေသည့်ရက်များတွင်လည်း ခန္ဓာကိုယ်ကထုတ်လုပ်သည့်ဓာတုပစ္စည်းဖြစ်သော interferon လဲကျော့နေနေသည်ကိုတွေ့ရသည်။စာမီဝဲဖြည့်ဆိုခြင်းဤစိတ်ဖိစီးမှုခြေနေလောက်နှင့်ပင် ခန္ဓာကိုယ်တွင်ပြောင်းလဲမှုဤမျှဖြစ်ပေါ်လာရာ ကြီးမားသောစိတ်ဖိစီးမှုများနှင့်ဆိုပါကကြောဝယ်ရာရှိတော်မူမဟုတ်ပေ။စိတ်ဖိစီးမှု ရှိနေချိန်တွင် ကိုယ်ခံစွမ်းအားကျဆင်းနေပြီးရာ ထိုချိန်သည် ယောဂဝင်ရောက်လာရန်အလွယ်ကူဆုံးအချိန်ပင်ဖြစ်သည်။သင်၏ကျန်းမာရေးသည် ထိုအချိန်တွင်ကျဆင်းနေပါက နောက်ထပ်ကြုံတွေ့ရမည့်စိတ်ဖိစီးမှုကိုစိတ်နှင့်ရုပ်ကခံနိုင်ရည်ရှိတော်မည်မဟုတ်ပေ။စိတ်ဖိစီးမှု အလွန်အမင်းညာလာသည့်အခါအလုတ်မလုတ်လိုသည့်စိတ်အလုံးမရှောင်ခွာလိုသည့်စိတ်များပေါ်ပေါက်လာသည့်အလုတ်မသွားလိုသည့်စိတ်ပြင်းပြင်းထန်ထန်ပေါ်ပေါက်နေခြင်းဆုံးရှုံးမည် အောင်မြင်မှုမရမီဟူသောစိုးရိမ်စိတ်ပြင်းထန်စွာဖြစ်ပေါ်နေခြင်းဒေါသစိတ်နှင့်မုန်းတီးစိတ်ပေါ်ပေါက်နေခြင်းအပြစ်စွဲစိတ်မိမိကိုယ်မိမိအပြစ်တင်လို့စိတ်ပေါ်ပေါက်နေခြင်းအိယာထားစမှာပင် အလွန်အမင်းပင်မန်းနွမ်းနေနေခြင်းစားမဝင်အိမ်မပျော်ဖြစ်နေခြင်းစိတ်ဓာတ်ကျနေခြင်းညှော်လင့်ချက်ကုန်ခန်းနေခြင်းမိမိကိုယ်မိမိယုံကြည်စိတ်တတ်မိုးထားစိတ်ညှော့နေနေခြင်း secret အရက်နှင့်စိတ်ငြိမ်စေများပုံမူသုံးဆွဲလာခြင်းအေးမိခြင်းတုတ်ကွေးဖြစ်ခြင်းခေါင်းကိုက်ခြင်းဗိုက်နာခြင်းခါးနာခြင်းရာသီမမှန်ခြင်းအစရှိသည့်တင်းငယ်သောကျန်းမာရေးချိုးတဲ့မှုများဖြစ်ပေါ်လာခြင်းပေါ်ပြပါစိတ်ခံစားမှုများကြောင့်မိမိကိုမိမိအထင်သေးစိတ်ဖြစ်ပေါ်လာပြီး အလုံးမှရှောင်ခွာလိုစိတ်ထက်မှန်ဖြစ်ပေါ်လာပြန်သည် အပြန်အလှန်အကျိုးနှင့်အကြောင်းများ ဖြစ်ပေါ်နေကြသည်စိတ်ဖိစီးမှုကိုထိမ့်ချုပ်နိုင်ပါကတင့်ကျမ်းမာရေးသည်လဲတိုးတက်မှုရှိလာမည်ဖြစ်သည်ကျမ်းမာရေးကောင်းနေပါကစိတ်ဖိစီးမှုကို အောင်မြင်စွာတွန်းလှန်နိုင်မည်ဖြစ်၏စိတ်ဖိစီးမှုသည်အဘယ်ကြောင့်ပေါ်ပေါက်လာရသနည်းအခန်း၃စိတ်ဖိစီးမှု ပေါ်ပေါက်လာသည့်အခြေအနေပတ်ဝန်းကျင် အခြေအနေနှင့်အလိုက်တင်ဖြစ်အောင်ညှိယူရာတွင် သင်စွမ်းဆောင်နိုင်သည့်ထက် ပုံမူလောက်ကင်နေရသည်ဆိုပါကစိတ်ဖိစီးမှုဖြစ်ပေါ်လာသည်စိတ်ဖိစီးမှုအခြေအနေ၃မျိုး၃စားရှိသည်စိတ်ဖိစီးမှုအမျိုးမျိုး၁အများစုကိုထိပါစေသောစိတ်ဖိစီးမှုညလျင်လှုပ်ခြင်းလီမုန်တိုင်းတိုက်ခတ်ခြင်းစစ်မှတ်ဖြစ်ပွားခြင်းအထီးကယုံဖြစ်ခြင်းယထားမှောက်ခြင်းအစရှိသည့်တဘာဝအန္တရာယ်နှင့်လူသားကြောင့်ဖြစ်ရသည့်အန္တရာယ်များသည့်လူများစုအတွက်စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေသည်နှစ်လူတစုကိုထိပါစေသောစိတ်ဖြစ်စီမှုမိသားစုဝင်တူဦး꿰လွန်သွားသည့်အတွက်ဝမ်းနည်းပူဆွေးနေသောအိမ်သားများအလုတ်ပြုတ်မီကိုစိုးရိမ်နေရသောလောက်သား၏မိသားစုများသည်စိတ်ဖြစ်စီမှုအခြေအနေနှင့်ကြုံတွေ့နေရသည်အိမ်ပြောင်းရွှေ့ခြင်း၊ကွာရှင်းပြက်စဲခြင်းကြောင့်လည်းလူတစုအဖို့စိတ်ဖြစ်စီမှုဖြစ်ပေါ်စေသည်၃ လူတဦးကိုထိပါစေသောစိတ်ဖြစ်စီမှု လူတဦးအဖို့နေ့စဉ်ကြုံတွေ့နေရသော အတွေ့အကြုံများသည်စိတ်ဖြစ်စီမှုကိုဖြစ်စေသည်အလုတ်သွားရသည့်တာဝန်ရန်လိုသည့်ဈေးဝယ်စူညံသည့်ပတ်ဝန်းကျင်စသည့်အခြေအနေများသည်ပုဂ္ဂလိကစိတ်ဖြစ်စီမှုများဖြစ်ကြသည်1960ခုနှစ်ကျော်အချိန်ကစိတ်စိတ်ပညာရှင်သောမတ်ဟုန်းနှင့်ရစ်ချတ်ရီတိုသည် လူသားများတွေ့ကြုံခံစားရသည့် စိတ်ဖိစီးမှုခြေနေအမျိုးမျိုးကိုစရင်ပြုစုပြီးစိတ်ဖိစီးမှုအကဲဖြတ်ချက်အနည်းအများလိုက်စီစဉ်တင်ပြခဲ့ကြသည်ဖြစ်ရစိတ်ဖိစီးမှုအကဲဖြတ်ချက်ဇနီးတို့မဟုတ်ခင်မွန်းကွယ်လွန်ခြင်းစိတ်ဖိစီးမှုအကဲဖြတ်ချက်ကတရားနင်းမြားကွယ်ခြင်း83ဇနီးအိမ်မှဆင်းသွားခြင်း65 မိသားစုတဦးဦးသေဆုံးခြင်း63ဒဏ်ရာရခြင်းသို့မဟုတ် နာမကျန်းဖြစ်ခြင်း53အိမ်ထောင်ပြုခြင်း50အလုပ်ပြုတ်ခြင်း49အလုပ်မှအငိမ့်စားယူခြင်း55ကိုဝင်ရှိခြင်း40ရင်းနှီးသည့်မိษွေတဦးဦးကွယ်လွန်ခြင်း39အကျွေးထူခြင်း31ထူးထူးကျွန်ကျွန်ဆောင်ရွက်နိုင်ခြင်း28 boss နဲ့ကြေတနာဖြေရခြင်း23အပန်းဖြေခီးထွက်ခြင်း73မိမိချစ်ခင်သူတူဦးကွယ်လွန်သေးဆုံးခြင်းသည်စိတ်ဖိစီးမှုဖြစ်စေတကယ်သို့ပျော်ရွှင်ဖွယ်ရာဖြစ်သည့်လက်ထက်ခြင်းထူးချွန်သည့်အလုံလုံခြင်းအပျော်ခီးထွက်ခြင်းစသည်တို့သည်လည်းကျွန်ုပ်တို့အားစိတ်ဖိစီးမှုဖြစ်စေသည်ကိုသတိပြုသင့်သည်အဓိကစိတ်ဖိစီးမှုများ စိတ်ဖြစည်းမှုဟူသည့်ဆိုးရွားသောဘဝအခြေအနေများကြောင့်သာပေါ်ပေါက်လာနိုင်သည်မဟုတ်ကောင်းမွန်သောဘဝအခြေအနေများကြောင့်လည်းပေါ်ပေါက်လာနိုင်သည်ယာထူးတိုးခြင်းကြောင့်လစာပုံမူရရှိလာခြင်းသည်သဘောကျဖွယ်ရာကောင်းသောအချက်ဖြစ်တော်လဲတာဝန်ပုံမူများပြားလာသည့်အတွက်စိတ်ဖြစည်းမှုအခြေအနေတည်းရဖြစ်လာသည်အပန်းဖြေခရီးထွက်လာရာမှအပြန်အာအင်ကုန်ခန်းသွားကြသူအမြောက်များပင်ရှိသည် သို့တော်လည်းစိတ်ဖိစီးမှုကို ဖြစ်စေသည့်အဓိကအခြေအနေတို့မှာမကောင်းသည်ကများပေသည် လိုဘမပြေဝခြင်းဖိအားပေးခံရခြင်းကြီးငွေဖွယ်ဖြစ်ခြင်းတုံ့လှုပ်ခြောက်ခြားဖွယ်ရအခြေအနေနှင့်ကြုံတွေ့ရခြင်းပဋိပက္ခဖြစ်ရခြင်း နှင့်ဘဝအပြောင်းလဲဖြစ်ခြင်းတို့ကစိတ်ဖိစီးမှုဖြစ်လာစေသည်ပန်းတိုင်းသို့မဟုတ်ကြီးမန်းချက်ပေါက်မြောက်အောင်ဆောင်ရွက်ရာတွင် အနောက်ရှက်အတားစီးများက ဂျားဝင်ဟန်တာလာပါကလိုဘမပြေဝမှုပေါ်ပေါက်လာစေသည်ရေးတကြီးသွားရမည့်ကိစ္စအတွေ့ယထာလက်မှတ်ဝယ်ယူရာတွင်အချိန်ကြာမြင့်စွာတန်းစီရခြင်းချစ်ရေးဆူရာတွင်မအောင်မမြင်ဖြစ်ရခြင်းသည်လိုဘမပြေသောအခြေအနေများဖြစ်ကြသည်ချိန်တိုတွင်ခက်ခဲသောအလုပ်သို့မဟုတ်ညားပြသောအလုပ်များပြီးစီအောင်လုပ်ရမည်ဟုခိုင်းစေလာပါက စိတ်ဖိစီးမှုကိုဖြစ်လာစေသည်စမွေးဖြီဆူရာတွင ခြေရန်မေကိုများရှိနေသေးသည်အချိန်ကကုံဆုံးတော့မည်ဆိုပါက ထိုအခြေအနေသည်ဖိအားပေးသည့်အခြေအနေဖြစ်လာသည်ဤကြောင့်ထိမ့်သိမ့်ရေးအရာရှိဆရာဝန်သူနာပြုများသည်ဖိအားပေးနေသည့်အခြေအနေအောက်တွင်အလုံလုံနေကြရသူများဖြစ်ကြသည်ဖိအားပေးသည့်အခြေအနေနှင့်ဆန့်ကျင်ဘက်သည်ရင်းငွေဖွဲရာကောင်းသည့်အခြေအနေဖြစ်သည်ရင်းငွေဖွဲရာအခြေအနေသည်အချိန်ကြာလာပါကစိတ်ဖိစီးမှုကိုဖြစ်လာစေသည် ရက်ဝေးတနေရာတွင်အလုံလုံနေရပါကချိန်ကြာလာသည်နှင့်အမျှစိတ်ဖိစီးမှုများလာသည်တုံလှုပ်ခြောက်ခြားခွေရာကောင်းသည့်ခြေနေနှင့်ကြုံတွေ့ရပါကစိတ်ဖိစီးမှု ဖြစ်ပေါ်လာစေသည်မိလောင်ခြင်းလေမုန်တိုင်းတိုက်ခတ်ခြင်းငလင်လှုပ်ခြင်းစိတ်မက်ဖြစ်ပွားခြင်းကြောင့်စိတ်ဖိစီးမှုဖြစ်ပေါ်လာစေသည်ပတိပခတ်ဖြစ်ခြင်းသည်စိတ်ဖိစီးမှုကိုအစဉ်အမြဲဖြစ်စေသည်မိသားစုအချင်းချင်းမိတ်ဆွေအချင်းချင်း လောက်သားအချင်းချင်းပฏิပခတ်ဖြစ်လာပါကစိတ်ဖိစီးမှု ပေါ်ပေါက်လာစေသည်လုပ်ငန်းခွင်သဘာဝနှင့် စိတ်ဖိစီးမှုပြိုင်ဆိုင်မှုအလွန်များပြီးတင့်မဝကိုလုံးဝမြုပ်နှံထားရမည်လုပ်ငန်းဖြစ်ပါက ထိုလုပ်ငန်းကြောင့်စိတ်ဖိစီးမှုအမြင့်ဆုံးပေါ်ပေါက်စေနိုင်ကြောင်းသူတေသနာရလက်များကညွန်ပြနေကြသည် အောင်မြင်မှုအများဆုံးရနေသောကုမ္ပဏီများ၏လုပ်ငန်းများသည်စိတ်ဖိစီးမှုအများဆုံးဖြစ်စေသည် ကုမ္ပဏီများတွင်အလုပ်လုပ်ပါက အောင်မြင်မှုရရေးအတွက်အရေးအကြီးဆုံးသောအရေးချင်းမှာမိမိဘဝကို လုံးဝမြုပ်နှံခြင်းဖြစ်သည်ဟု63ရာဂိုင်းနှုံးသောဘော့စ်တို့ကဆိုကြသည်ယာထူးအစဉ်စဉ်ကိုတက်လန်းနိုင်ရန်အတွက်အပြိုင်ဆိုင်စူးစမ်းမှု ရှိရမည်ဟု85ရာဂိုင်းနှုံးကဆိုသည်ဤသို့သောအစဉ်မြင့်ယာထူးများကသာစိတ်ဖိစီးမှုကိုဖြစ်စေနိုင်သည်မဟုတ် သေးငယ်သောယာဒူးများနှင့်လည်းကြုံတွေ့နိုင်သည်စိတ်ပီစီမှုအများဆုံးအလုတ်ဆယ်ခုမှာအောက်ပါအတိုင်းဖြစ်သည်ဟုလေးလာမှုတစ်ခုအရာသိရသည်မြို့တွင်တွင်အလုတ်လုတ်သည့်ကြောင်းစီယာပလိတ်ယာရှိတတ်တုတွင်တူးသူ လေရင်ပြန်တမ်းမှုထိမ့်သိမ့်ရေးအရာရှိစေယုံမဆရာဝန်ငယ်စတော့အယောင်းဝယ်ပြုလုပ်သူသတင်းစာစီယာစားသုံးသူတို့၏ပြဿနာကိုဖြေရှင်းပေးရသူ ဇပွဲတို့နှင့်အုပ်ကိုရေးအတွင်ရေးမှုတို့ဖြစ်ကြသည်စိတ်ဖြစ်စီမှုသည်ပုံစံအမျိုးမျိုးနှင့်လာသည်အသက်29နှစ်အရွယ်ကျောညာစာရေးသားသူ၏အမြင်မှာဤသို့ဖြစ်၏တမတ်ချိန်အမီပြီးစီအောင် လုပ်ရတဲ့စိတ်ပြက်စရာကောင်းတဲ့အလုံးနဲ့ကျွန်တော်တို့အသားကျနေပါပြီစိတ်ဖြစ်စီမှုကိုနိုင်ရပြီလို့တော့မထင်မှတ်လိုက်ပါနဲ့သတင်းပတ်ကုံဆုံးချိန်မှာကျွန်တော်အာရင်တွေလည်းလုံးဝကုန်ခန်းသွားသလိုခံစားရပါတယ် ငွေကြေးရေးကြံပေးပုဂ္ဂိုလ်ကလည်းဤသို့ပြောသည်ကျွန်တော်လုပ်ရမယ့်ဒီနေ့တာလုပ်ပြီးအောင်လုပ်နိုင်ဖို့ဘယ်တော့မှအချိန်လုံလောက်မှုမရှိဘူးအိမ်ပြန်ရောက်တော့ဟိုက်နေပြီအဲ့လိုလည်းမပြောကျဲမကြီးကလည်းမကောင်းအငြင်းတဲ့မောဟိုက်နေပါတယ်သူတို့ဖော်ပြကြသည့်စိတ်ပြည့်စည်မှု၏နောက်ွယ်တွင်တူညီသောအချက်တစ်ချက်ရှိသည် အခြေအနေကိုမိမိထိန်ချုပ်မှုမပြုလုပ်နိုင်မီကိုကြောက်သည့်ကြောက်စိတ်ဖြစ်သည်သူဆန္ဒအတိုင်းညီမျှလောက်ကင်နိုင်သည်နီး လွတ်လွတ်လပ်လပ်လောက်ကင်နိုင်လေလေစိတ်ဖိစီးမှုနည်းလေလေဖြစ်သည်မိမိဘဝအတွက်အရေးပါသောကိစ္စများတွင်မိမိသဘောအတိုင်းလောက်ကင်နိုင်ခြင်းသည်စိတ်ဖိစီးမှုထိန်းချုပ်ရေးအတွက်အဓိကချက်ဖြစ်၏စိတ်ဖိစီးမှုနှင့်ထိန်းချုပ်နိုင်မှုငွေကြေးနှင့်ပတ်သက်ပြီးစိုးရိမ်ရမှုအလုပ်ပြုံးမှုကို ပူပန်ရမှု ချစ်ခင်သူတူဦးတည်ဆုံးရမှုစသည့်စိတ်ဖိစီးမှုကိုဖြစ်စေသည့်အခြေအနေများကို လေ့လာကြည့်ပါက ထိမ့်ချုပ်နိုင်မှုမရှိခြင်းသည်အ धिक လွှမ်းမိုးနေသည့်အချက်ဖြစ်နေသည်ကိုတွေ့ရသည်စိတ်ပိစီမှုနှင့်ကြုံတွေ့ရသည့်အခါလူသားများသည် ထိမ့်ချုပ်နိုင်ရန်ကြိုးပမ်းအားထုတ်မှုမရှိခြင်းမဟုတ်အသုံးပြုသည့်နည်းကလွဲမှားနေခြင်းသို့မဟုတ်ထိရောက်မှုမရှိခြင်းသာလျှင်ဖြစ်ပေသည်မိဘများသည်စိတ်ပိစီမှုနှင့်ကြုံတွေ့ရသည်စေကျော်တက်ရွယ်သားသမီးများသည်သူတို့စကားကိုနားမထောင်ဟုမှတ်ယူနေကြသည်သားသမီးကိုစူပူသည့်အခါ အခြေအနေမှာပိုး၍ပင်ဆိုးလာသည်အလုတ်ပြုတ်သူတဦးကလည်းစိတ်ညစ်သည့်အတွက်အရက်တောက်ပြီးဖြေဖြောက်သည်စိတ်ဖိစီးမှုနှင့်ကြုံတွေ့ရသည့်အခါအတုံးများသည့်ဤမှာရှောင်ချခြင်းဖြစ်သည်ဖိစီးနေသည့်အခြေအနေကိုအတိမတ်မပြုဘဲအဆအဆအရာရာအစဉ်ပြေနေသည့်သဘောထားကြသည်ကျွန်တော်အလုံးမှာအစဉ်ပြေပါတယ်တာသမီတွေအတွက်ဘာမှမပူရပါဘူးပူသောစကားများသည့်အမှန်တရားကို ဖုံးကွယ်ထားခြင်းသာဖြစ်သည် ဤနည်းများနှင့်အောင်မြင်မှုမရသည့်အခါစိတ်ဖိစီးမှုမှာ ပို၍ပင်များလာသည်အားကိုးရမဲ့သူဟူသော ခံစားမှုလည်းပို၍ပင်ဖြစ်ပေါ်လာသည်ကြုံတွေ့ရသောအခြေအနေနှင့်သင်ဖို့ဖိစီးမှုဖြစ်မဖြစ်ဟူသောကိစ္စသည်ထိုအခြေအနေကို သင်မြင်မြထိန်းချုပ်၍ရနိုင်သည်ဟူသောယုံကြည်မှုအပေါ်တွင် လုံလုံလျားလျားတည်မီနေသည်စိတ်ဖိစီးမှုဟူသည်ပြင်ပတွင်ရှိနေသည်မဟုတ် အတွင်းမှပေါ်ပေါက်လာခြင်းဖြစ်သည် အမှန်တကယ်ဖြစ်နေသောအခြေအနေနှင့်သင့်အမြင်သို့မဟုတ်အာယုံတိမှုတို့တုံ့လှဲ့အကျိုးပြုရာမှ ဖြစ်ပေါ်လာသည် ဟုတ်ကဲ့ပါရှင်စောင်းလေးကိုဒီမှာပဲခိတ္တခဏရန်နာလိုက်ပြစီနော်နားစင်အားပေးကြတဲ့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ကျမ်းမာပြေကင်းကြပါစီ thank you